အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ YouTube Channel ကနေနေထွေးဆွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Dolphin မှာအခုပြပြမှာကတော့ဇိုင်းဆန်ရွှေဦးတော်ရေးသားထားတဲ့လေမွန်ဥတာလုံနဲ့ဇနီးမခင်တီတတ်မှုဆိုရဲစွန်တော်ဥဆင်ရှောင်းဥထုတို့တပုတ်ကိုဖပြမှာဖြစ်ပါတယ်နားဆင်ကြပါခင်ဗျာလေမွန်ဥတာလုံနဲ့ဇနီးမခင်တီတတ်မှုကျွန်တော်နဲ့ဥဆင်ရှာတို့ဒီတယောက်နဲ့တယောက်တိကျွမ်းခါစားအချိန်၌ရတ္တတာတပတ်လျင်တစ်ချိန်နှစ်ချိန်များ ။လည်းနဲ့ဆော့ဆော့ကနော်ကြီးတစ်ပတ်လမ်းလျှောက်လေးရှိ။နောက်ပိုင်းဥဆန်ရှားနာမည်ကြီးလာသောအချိန်၌လမ်းလျှောက်ဖို့အချိန်မရသောနေ့ကများနေသဖြင့်တဖြည်းဖြည်းအလေးအချင်းပြတ်သွားပါသည်။တနေ့တနေ့ကျွန်တော်တို့ဒီလမ်းလျှောက်ရာမှာပြန်လာ၍အိမ်ပေါ်တို့တက်ကြသည့်အခါကလဲထိုင်ပေါ်၌ထိုင်ဆောင်နေသောမိမတစ်ယောက်ထလာ၍"ကျမဆောင်နေတာကြားရပါပြီ၊ကိုသိမ့်မဟုပြောရာကျွန်တော်ကလည်းမကြီးမိပါလားမလာစဘူးဘာကိစ္စများရှိလို့လဲပြဟုမေးရလေသည် ။ဥဆန်ရှာနှင့်အတူမနေမီကျွန်တော်သည်ကျောင်းဆရာမအပြူကြီးများဖြစ်ကြသည့်မတ်ကြီးမေမခင်တင်တို့၏တိုက်ခန်းတွင် ထမင်းလာကပေးစားပြီးအတူတူနေကြ၏။ကျွန်တော်တို့သုံးယောက်မှာအညာသူအညာသားများဖြစ်ကြလေသည်။ကျွန်တော်တို့အချောင်းကိုအ ਨੇ အချင်းများသာတည်သူများကအပြူကြီးနှစ်ယောက်နှင့်လူပြူကြီးတစ်ယောက်အတူနေကြသည်ဆို၏။တနေ့နေ့၌ကျွန်တော်နှင့်အပြူကြီးတယောက်ယောက်ညာချလိမ့်မည်ဟုထင်ရှား၏ အမှန်မှာကျွန်တော်ဒီ၎င်းမခင်တင့်ဒီမခင်တင့်နဲ့မကြီးမေဒီ၎င်းအိမ်အောင်ပြုချင်းစိတ်မရှိကြပဲအပြုလူပြိုအဖြစ်နဲ့လွတ်လပ်စွာနေရခြင်းတည်ဟူသောအရာတာကိုလက်မလွတ်ချင်သူများဖြစ်ကြပါသည်တရားရင်ကျွန်တော်ကသူတို့နှစ်ယောက်နဲ့ခွဲပြီးဥဆန်ရှားနဲ့အတူနေထိုင်ရရင်သူတို့အနက်နှစ်ယောက်နဲ့တယောက်မခင်တက်မှာမုတ်ဆိုးကိုလဲဝင်ကြီးဥတာလူနဲ့အိမ်တောင်ကျ၍ပက်ကလင်းလန်းသို့ ပြောင်းရွှေ့သွား၏မခင်တင့်သည်ဥတာလူကိုယူမိပြောသောအခါမိမိနှင့်ညီအမရင်းတမျှချစ်သည့်တငယ်ချင်းမကြီးမင်းနှင့်မခွဲမခွာနေရမှယူမိဟုပြောသည်နှင့်ဥတာလူကလည်းသဘောတူပါသည်ဟုဂတိပေးပြီးမှလက်ထက်ချခြင်းဖြစ်လေသည်ဥတာလူနှင့်မခင်တို့မင်္ဂလာဆောင်သောနေ့တွင်ကျွန်တော်မှာမိခင်နှင့်မကောင်းလျက်ရှိသောမန္တလေးမြို့သို့သွားရသွားနေရသည်မို့ တချို့ကမကြည့်ချင်သောကြောင့်ထွက်သွားသည်ဟု၍ပင်ပြောကြသေးသည်ကျွန်တော်သည်ဥဆန်ရှားနှင့်မကြီးမေတို့ကိုမိတ်ဆက်ပေးပြီးနောက်မကြီးမေအားကိစ္စကိုမေးရာမကြီးမေကရှင့်မိတ်ဆွေကြီးဥဆန်ရှားကိုတွေးချင်လို့ပဲ မခင်တင်းတို့လင်မယားနှစ်ယောက်စလုံးတီကုန်ကြပြီကိုသိမ်းမောင်ရဲ့အလိုဗျာလဲဝင်ဥတာလူရောလားနှစ်ယောက်လုံးကိစ္စချောကုန်ပြီရှင်ဖျားလေဗျာဥတာလူကိုစိတ်တဆဆေးရုံတင်ထားတယ်ဆိုစင်းလာတာဘလောက်ကြာပြီလဲ တလားလောက်ရှိပါပြီရှင်သင်းလာတော့အကောင်းကြီးပဲအခုကြတော့မှဘလို့ဖြစ်တာလဲမသိနိုင်ပါဘူးသူ့မယားသူပြစ်တယ်နောက်ပြီးတော့သူ့ကိုယ်သူပြစ်တတ်တယ်နှလုံးပြိုင်တည်ကြပါရောလားကိုသိမ်းမောင်ရဲ့ဒါဖြစ်ရင်တရားခံကဥတာလူပေါ့လေဟုတ်တာပေါ့ရှင်တကားပိတ်ထားတဲ့အခန်းထဲသူတို့နှစ်ယောက်တည်းပဲရှိတယ်ဥတာလူမပြင်းရင်ဘသူကလာပြစ်နိုင်မှာလဲကိုသိမ်းမောင်ရဲ့ဒါပေမဲ့ကျမစိတ်ထဲမှာတန်တရာမကင်းတာလေးတစ်ချက်ကတော့ ဥတာလူဟာလူကြီးလူကောင်းတယောက်ပဲရှင်တကယ်လို့တစ်ချက်တစ်ချက်စိတ်နှောက်တဲ့ယောဂါပေါ်တယ်ဆိုစေဦးတော့သူအမတန်မျက်နှိုးထားတဲ့မယားမခင်တင်ကိုတော့ပြစ်တက်လိုက်မှမထင်မိဘူးရှင်ဤနေရာ၌ကျွန်တော်ဒီမခင်တင်နဲ့မကြီးမေတို့ဤခင်မင်ချဘူးချင်းအကြောင်းနဲ့မခင်တင်နဲ့ဥတာလူတို့အကြောင်းများကို အထက်တွင်ဖော်ပြခဲ့သည့်အတိုင်းဥဆန်ရှာအားပြောပြပြီးနောက်ကြိလုတ်ပါအောင်ပြဟု ပြောလေ၏ဥဆန်ရှာက တေဆုံးပုံကိုအသေးစိတ်နည်းနည်းပြောပြစမ်းပါအုံးလေးဟုမိသောအခါမတ်ကြီးမီကမင်းညရုံက၈နာရီအချိန်လောက်မှဥတာလူနဲ့မက်ခင်တင်တို့နေရာဟာတိုက်အရှိပဲအစုံဆုံးမှရှိတဲ့ဥတာလူရဲ့စာကြည့်ခန်းထဲမှာနေရောက်တဲ့စကားပြောနေကြတယ်လို့ကျမတို့သိရပါတယ်။တနက်တန်ကြာမှသွားကြည့်လိုက်တော့နေရောက်လုံးလဲနေတာတွေ့ရပြီးဥတာလူအနည်းကတနက်တည်းလဲတွေ့ရပါတယ်။သူတို့လင်မယားဒီခန်းထဲမှာတကားပိတ်ပိတ်ပြီးစကားပြောတတ်တဲ့အလေးအချင်းရှိသလား။ ခါတိုင်းဒီလိုလုပ်နေကြလို့တော့ကျွန်မမပြောနိုင်ပါဘူးကိုစံရှာရဲ့ဒီအခိုက်မှာဘယ်သူတွေများရှိနေသလဲဥတာလူရဲ့တူကိုမြင့်ထူးနဲ့သူ့တငယ်ချင်းကိုဖုံးကျော်တို့ကမန္တလေးကရောက်လာပြီးအိမ်မှာတဲနေကြတာ၄-၅ရက်လောက်ရှိနေပါပြီသူတို့လည်းရှိကြပါတယ်သူတို့လင်မယားနှစ်ယောက်လုံးကချစ်ချစ်ခင်ခင်ပဲဆိုအင်မတန်ချစ်ခင်ကြပါတယ် သို့တော်လင်းနဲ့မယားရှာနဲ့သွားဆိုတယ်လို့တခါတရံဘာကြောင့်လဲမသိကတောက်ကစားစကားများကြတာတော့ကြားဟုပါလေညတော့ကဖြစ်ပျက်ကိုအသိစိတ်ပြပြဆက်မအောင်မင်းညတော့ကထမင်းစားပြီးကြတဲ့နောက်ထမင်းစားကြတာဘယ်နည်းအောင်လဲသူတို့လင်းမယားရဲ့ဧည့်သည်နေရောက်ရဲ့ကျမရဲ့အလုံး၅ယောက်ပါမယ်ထမင်းစားပြီးရင်နောက်မခင်တင်ကဥတာလူကိုစာကြည့်ခိုင်းနေခေါ်သွားပါတယ်စာကြည့်ခန်းဆိုတာကဥတာလူတယောက်တည်းအသုံးပြတဲ့အလုပ်ခန်းမှာပဲ။ သူတို့နှစ်ယောက်ထသွားကြတော့ကျန်တဲ့လူ၃ယောက်ပဲမှဘာလုပ်နေကြသလဲမကြီးမရကျမနဲ့ကုံဖိုးညော်ကဧကန်ထဲဝင်သွားကြပြီးတက်ဆက်ဖွင့်ကြပါလေကိုမြင့်ထူးကစပွဲစပွဲခန်းထဲမှာတက်ရောက်တဲ့ထိုင်ချန်ရစ်ပြီးပေးရှင်ဖဲကစားနေရပါတယ်စကားပြောဖို့အဖို့ရရှိရတဲ့တက်ရောက်တဲ့ဖဲကစားနေရသလားကိုမြင့်ထူးကပေးရှင်အင်မတန်ဝါသနာပါတယ်ရှင်တခါကစားရင်၃ချိန်မရမချင်းမထပဲကစားတတ်ပါတယ် အခန်းတည်နေပုံကကဘလို့လဲဗျအနောက်ဘက်ဆုံးမှာအေခံအလဲမှာစပွဲခံအရှိဘက်ဆုံးကစัจကြံပါအေခံကိုနေပူတဲ့ဘက်ကထားသလားနေမပူပါဘူးအနောက်ဘက်ကပိနေပင်ချင်းရှိပါတယ်ဥဒါလူကစာကြည့်ဖို့နဲ့အလုံးလို့ဖို့အကောင်းဆုံးအခန်းကိုယူထားပါတယ်ကိုမြင့်ထူးတယောက်တည်းဘလောက်ကြကြကစားနေရင်လဲသူ့ထုံးစံကသုံးခါမရမချင်းကစားတတယ်ရှင် နခါရပြီတဲ့နာကိုမြင့်ထုကကျမတို့ဘက်ကူးလာပြီးဘာကြီးတို့လင်မယားစကားများနေကြတယ်ဖြိုးတဲ့ကျမတို့ကိုပြောပြီးအပြင်ဘက်ထွက်သွားပါလေသူထွက်သွားပြီးတဲ့နောက်ဆီမတို့နေရောက်ကတော့ထိုင်နေရကြလာပဲလားကိုဖုံးကျော်က secret ကုံသွားလို့တိုက်ပေါ်တက်ပြီးသွားอยู่တယ်ဒီတော့ကျမတယောက်တည်းဖိုးစိန်ကြီးရဲ့ချင်းဖွေးတက်ပြားဖွင့်နေရပါတယ် ဲ့လိုဖွင့်နေတုန်းမှာဒိုင်းတိုင်းဆိုတတ်နဲ့တန်တစ်ချက်ကြားလိုက်ရပါတယ်အရှိပဲစီရလားဟုတ်ပါတယ်သို့တော်မခင်တင်တို့အခန်းကလို့တော့တက်အံ့မထင်တက်သေးပါဘူးဒီတော့ဘာလုပ်ရလဲကျမတယောက်တည်းဖြစ်နေလေတော့ကြောက်ပြီးထမင်းစားခံပဲကူးပြရမှာတိုက်ပေါ်ကစီကရက်ဘူးနဲ့ပြန်ဆင်းလာတဲ့ကိုပုံးချော်နဲ့လေကားမှတွေ့ပါလေနောက်တခဏမှပဲကိုမြင့်ထူးကအိမ်အပြင်ကပြေးဝင်လာပြီး ဆ ्याम အတာနေပြို့လူစိုးတွေရောက်နေတယ်ထင်တယ်။ဓမြလားမစွန်နိုင်ဘူး။ဆ ्याम နေခဲ့ကျွန်တော်တို့သွားကြည့်လိုက်အောင်မယ်။လာပြို့ကုံဖုံးကြော်ဆိုပြီးသူတို့နေရာအောင်စာကြည့်ကန်တကားကိုတွန်းဖွင့်ကြတယ်။ဟိုဘက်ကမင်းတုတ်ချထားလို့ဖွင့်မရဘူးရှင်။နောက်ဘက်နဲ့လောက်ကြတယ်။ကျမတို့သုံးအောင်စလုံးအိမ်ပြင်ထွက်ကြပြီးပဒင်းပေါက်ကချောင်းကြည့်တယ်။မန်ပဒင်းပေါက်ပိတ်ထားတာတွေ့လို့ချောင်းကြည့်ကြတယ်ပေါ့။ဟုတ်တယ်ရှင်။လင်းများနေရာအောင်စလုံးကျန်းပေါ်မှာပက်လက်ကြီးတွေလန်းလို့ ရှင်ဘက်ကလည်းသွေးရည်စီးလို့ပါရှင်နောက်ကောကွန်မြင့်ထူကဘန်းဦးရီနာကကြောက်ခဲကြီးတလုံးကိုပြေးကောက်လာပြီးမန်ပတင်းပေါက်တစ်ခုကို ထုခွဲပြီးဖွင့်နေရှင်မန်ပတင်းပေါက်ဘယ်နှပေါက်ရှိသလဲငါပေါက်ရှိတယ်ရှင်ဘယ်ဘက်ကပတင်းပေါက်ကိုဖွင့်တယ်လဲကျမတို့ကိုမန်ကွဲအစားနာတွေဆင်မာဆိုလို့ဝေးတဲ့ဘက်ကမန်ပတင်းကိုထုခွဲတယ်ရှင်မန်ပတင်းကိုအမြဲပဲပိတ်ထားတတ်သလားညတိုင်းပိတ်တယ်ရှင် ေခန်းထဲမှာဖိုးတံပစ္စည်းပါများထားလို့လေဥတာလူက မြေတိုင်းနဲ့ပတ်သက်တဲ့ကျန်းတစ်ခါကျန်းတစ်ခုရင်းနေပါတယ်သူစာမှုတွေပြောင်းမအောင်တိတ်ဆိုးရင်လေမခင်တင်ရဲ့လက်ဝတ်လက်စားကိုတော့သူကဒါလောက်ခရီးမဆိုင်ပါဘူးတနက်ကိုဘယ်နှမှာတွေ့တယ်လဲဥတာလူရဲ့လက်ရလက်နာမှာတွေ့ပါတယ်ရှင်စုပ်ကင်ထားသလားစုပ်ကင်မထားပါဘူးလက်နာရှိပါတယ်နောက်ဆုံးအချိန်နေဘက်နဲ့လဲ ဆရာဝန်ကိုခေါ်အလောင်းတွေကိုစီရင်ဖို့ဌာနကလာစေကျမစိတ်ထဲမှာအဖန်905ပါဆိုတာမျိုးမဖြစ်စေချင်တာနဲ့လွဲပါစီချောပါစီဆိုတဲ့မျိုးလင်းချက်နဲ့ကိုသိမ်းမောင်စီလာတိုင်းပြင်ချင်းဖြစ်ပါတယ်တေတာချင်းအတူတူပေမဲ့ကိုကိုကိုတက်သေးတယ်ဆိုတော့ဘဝကူမကောင်းဘူးရှင်ဟုတ်ပါရဲ့ဗျာဟုတ်ချင်ဟုတ်မဟုတ်ချင်နေကျွန်တော်တို့လိုက်ကြည့်ကြအောင်စုလားဗျဥဆန်ရှာရထို့နောက်ကျွန်တော်ဒီမြင်းတစည်းခေါ်မြင်းရထားတစည်းခေါ်ရဲ့ က်ကလိန်တို့တုံရောက်သွားကြလေ၏မတ်ကြီးမေမာမူကလမ်းတစ်လျှောက်လုံးရှက်ကြီးတငင်ကိုကျွေးခါလိုက်ပါလာလေ၏ပက်ကလိန်တို့ရောက်သောအခါအတန်ချဲဝင်သောဝင်းချံကြီးအတွင်နင်းစီပန်းအိမ်များနှင့်ချင်ရန်လျက်ရှိသည့်တိုက်ခန့်အင်ကြီးတစ်လုံးတို့ရောက်သောအခါမတ်ကြီးမေကမြင်းရထားကိုရက်စီ၍ကျွန်တော်တို့တုံရောက်ဆင်းကြလေ၏ဦးဆန်ရှားသည်ရှေးဆုံးမှရှောက်သွားစဉ်မြေကြီးကိုတေချာစွာရှောက်ကြည့်ရာမြေ ကွက်လက်တစ်ခုကိုမြင်သဖြင့်ကျွန်တော်အားထောက်ရပြ၏ရှင်းမှာမန်ပတင်းကိုထုခွဲသည့်ကြောက်တုံးရှိဟုသောနေရာပင်ဖြစ်လေသည်တခုသောမန်ပတင်းမှာမကြီးမေပြောသည့်အတိုင်းထုခွဲပြီးဖွင့်ထားသည့်လက္ခဏာနှင့်မန်ကွဲအစနာများကိုတွေ့ရလေ၏ဦးဆန်ရှားသည်မန်ကွဲအစနာများကိုကောက်ယူကြည့်ရှုလျက်ရှိသည်အနောက်ဖေးဘက်စီမှာဇကားအော်ကျဲအော်ကျဲပြောတတ်သူတယောက်သည်ကျိန်လုံးလေးတစ်လုံးကိုဝင့်လျက်ကျွန်တော်ရှိရာသို့ရှောက်လာလေ၏ ထိုသူကအင်စပက်တော်ကိုအုံးဖေပင်ဖြစ်သည်ကိုအုံးဖေကဩကိုဆန်ရှားတို့ရောက်လာမှာကိုဆရာကစိတ်စနောင့်စနေဖြစ်ရရှိတယ်အမှုကတော့မထူးလာပါဘူးဆရာရဲ့ဆရာစုံစမ်းချင်ရင်လေဝင်မင်းဥဒါလူကဘာကြောင့်စိတ်ဖောက်ပြန်သွားတယ်ဆိုတာကိုစုံစမ်းယုံလောက်ရှိရပါပဲတရားခံကိုတော့အထူးဆုံထောက်နေဖို့အလုပ်မရှိပါဘူးရှင်းနေတာပါပြဆရာဟုတ်မှာပေါ့လေ တိုးတော်ဆ iam မချင်းနဲ့အောင်ခဏလောက်တော့ဝင်ကြည့်အောင်မတော်မယ်ထင်တယ်ကိုုံးဖေကစာကြည့်ခန်းအတွင်းသို့ရောက်ကြတော့အခါမမ်ဘရီသုံးလုံးနှင့်အပြည့်ရှိသောစာအုပ်များကိုတွေ့ကြရင်ဥဆန်ရှားသည့်စာအုပ်များကိုထုတ်ကြည့်ရရင်မြေတိုင်းချင်းပညာနှင့်ဆိုင်သောအင်္ဂလိပ်စာအုပ်များဖြစ်ခြင်းကိုတွေ့ရ၏အခန်းတစ်ဖက်၌စရေးစပွဲတစ်ခုနှင့်ပတ်ချာလဲသောကလဲတိုင်းတစ်လုံးရှိရာဂျင်းမှာ ဥတာလူအလုတ်လုတ်သောဇပွဲဖြစ်ရှိ အခြားတစ်ဖက်၌ကဇပွဲဝိုင်းကလေးနေကလေးထိုင်တစ်ခုရှိလေသည် ရှင်းတို့ကိုတွေ့ပြီးနာဥဆန်ရှာကအလောင်းတွေတွေ့တာကဘယ်နေရာလဲဗျဒီကော်ဇောပမာဆရာရဲ့အခိုင်းအလဲတွင်ဥရောပတိုက်သားများအသုံးပြုသည့်သုံးမွေးကော်ဇောကြီးတစ်ချံရှိလျာကလေးထိုင်ကုန်ကိုကော်ဇောတစ်ချံပေါ်၌ခင်းထားခြင်းဖြစ်လေသည်ဥဆန်ရှာသည်အလောင်းများတွေ့သည်ဆိုသောနေရာကိုငုံကြည့်ရရင်အလို့ ဒါဘာလဲဗျာဟုဆိုကကောက်ယူလိုက်ရင်းမှာဘင်္ဂလားဆက်လေးအတူကလေးတစ်ခုဖြစ်သည် အလောင်းလေးကိုတွေ့တော့ဘယ်ဘက်ကိုခေါင်းလဲနေကြသလဲအရှိဘက်ကိုပါကိုစင်ရှာနှလောင်းစလုံးလားဗျာတလောင်းကအရှိဘက်တလောင်းကအနောက်ဘက်ပါဆရာဩကျုကနာနိုင်ဆရာမမကြီးမြေဒီကိုဖုံးချော်နေကိုမြင့်ထူးတို့ကိုခေါ်ယူကအခန်းအတွင်းသို့ဝင်လာကြလေ၏ ကိုဖုံးကျော်မှာခတ်တုတ်တုတ်ခန့်ခန့်လူတယောက်ဖြစ်၍ကိုမြင့်ထူးမှာခတ်သက်သွဲ့မြင့်မြင့်နှင့်ရုပ်ရည်တနာကမာ ရှိသူတယောက်ဖြစ်လေသည်ထိုလူနှစ်ယောက်အ ਨੇ ကိုဖုံးကျော်သည်ခတ်တီတီစကားပြောတတ်၍ကိုမြင့်ထူးမှာကရီရွှင်ပတ်ရွှင် ပြောတတ်သူဖြစ်သည်သူ၏ဗာကြီးတယောက်တည်ဆုံးခြင်းကိစ္စတွင်ရီကာမောခာစကားပြောနိုင်ခြင်းကိုကျွန်တော်သတိပြုလိုက်မိသည်ဥဆန်ရှားကမူထိုလူနှစ်ယောက်လုံးကိုစိတ်ဝင်စားသောမျက်နှာနှင့်တစ်ချက်တစ်ချက်လမ်းကြည့်လျက်ရှိ ။ဦးဆန်ရှား၏လေးချင်းတစ်ခုမှာမိမိစိတ်ဝင်စားခြင်းကိုတိုက်ရိုက်စစ်စစ်ကြည့်ခြင်းအပြင်သာဖော်မပြဘဲတစ်ချက်တစ်ချက်စောင်းမြောင်းကြည့်ရှုရုံများလောက်သာပြုလုပ်လေရှိ။တို့ရရင်တက်အပ်သေးချာသင်္ကာမကင်းသောလူတရားကိုစစ်ဆေးသောအခါများ၌လူတစ်ဖက်သာလိမ်ရည်မပြောနိုင်လောက်အောင်ထုတ်ချင်းပေါက်မြင်နိုင်သည်ဟုထင်ရသောစွတ်စွတ်ဆိုင်ဆိုင်ကြည့်ခြင်းမျိုးဖြင့်ကြည့်တတ်သည်။ထိုခဏ၌ ကုန်းဖင်ဝင်လာ၏ကော်စောပေါ်တွင်စီးပင်းလိပ်တို့ချ၍မီးကျွန်းထားသည့်အပေါက်ငယ်ကလေးကိုကြည့်လျက်ရှိသောဦးဆန်ရှာအနီးသို့ချင်ခက်လျက်ကုန်းဖင်ကဘာကြည့်တယ်လဲဆရာဒီမူကရှင်းနေတာပဲဆရာရဲ့အခက်အခဲရှိရင်တော့ဆရာကိုကျွန်တော်ကိုယ်တိုင်လာပြီးတိုက်မိမှာပေါ့အခုကတော့ရှင်းပါတယ်လေဝင်လီမရအလုံးပိတ်ထားတဲ့အခန်းထဲမှာတနက်မှမီးသေးတယ်ဆိုတော့ ပြစ်တဲ့လူဘယ်မှာဖြစ်နေမှာလဲခင်ဗျာသူတို့ဟာသူတို့ပြစ်တာဖြစ်မှာပေါ့သူတို့နေရလူမှာလဲပြစ်ချင်ပြင်ဥသာလူပဲဖြစ်ရမယ်မဟုတ်လားခင်ဗျာထွေခါကိုစံရှားကတတ်တဲ့အခန်းတကားပိတ်ထားတယ်ဆိုတဲ့ကိစ္စမှာခင်ဗျာဘယ်လိုယူဆတယ်လဲဗျာဒီပြင်လူတွေဝင်မလာနိုင်အောင်ပိတ်ထားခြင်းဖြစ်ရမှာပေါ့ခင်ဗျာဒါအထက်စဉ်းစားစရာတခုပဲဗျာ စဉ်းစားကြမရှိပါဘူးဇာတည်ခြင်းတဲ့လူမို့လို့သူ့ဟာသူတရားဖန်တီးတာပေါ့ခင်ဗျအိနီယာရင်ကွယ်လွန်သူဥတာလူဤသူကိုမြင့်သူကဥဆန်ရှားဝင်ပြောတယ်မှာဥဆန်ရှားရဲ့အကြောင်းကိုတနိုင်ငံလုံးသိပြီးဖြစ်လေတော့ကျွန်တော်တောင်ထုတ်ပြောနေဖို့မလိုပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းဘာကြီးတယောက်ဟာသူ့မယားကိုတက်ပြီးသူ့ကိုယ်သူတက်တည်တယ်ဆိုတာနမင်မကောင်းပါဘူးတက်နိုင်ရင်တက်တဲ့တရားခံကိုပိုစီရှင်တာပဲဥရဲ့ဒါပေမဲ့ဘာကြီးတို့အမှုကတော့ရှင်းနေတာမို့လို့ဥအတွက်တက်တဲ့အလုပ်ပုံရုံရှိမှာပါပဲခင်ဗျာ ထွေကာဥဆန်ရှားသည့်ကိုမြင့်ထူးဤမျက်နှာကိုစစ်စစ်ကြည့်လျက်အလုံးမပူပေါင်းဥတာလူကသူ့ကိုယ်သူလည်းမတတ်ဘူးသူ့မြားကိုလည်းမတတ်ဘူးတစုံတစ်ယောက်ကသွေးအေးအေးနဲ့အကြံထုတ်ပြီးရဲရဲစက်စက်အသက်ခံရခြင်းဖြစ်တယ်ထွေကာအခန်းတွင်း၌ရှိတော်လူအားလုံးသည်အံ့ဩသောမျက်နှာများများနဲ့ဥဆန်ရှားအားငေးကြည့်နေကြလေနောက်တခဏ၌ကိုဖုံးချော်သည့်ဥဆန်ရှားကိုငေးကြည့်နေရမှာ ပြောင်းလောင်လို့သည့်အနေဖြင့်ပြုံးစီစီမျက်နှာထားဖြစ်ပေါ်လာ၍လူသက်တရခံကဘသူလဲကျွန်တော်များဖြစ်နေရောလားခင်ဗျာဟုမေးလိုက်၏။ဒီကကဥဆန်ရှာကဘသူဘဝဆိုတာမနှက်ပြန်တော့တိမာပေါ့။ဗတင်းတကားမန်ကွဲတွေကိုစုပြီးစပွဲပေါ်ချုပ်တင်ထားခဲ့တယ်။နှက်ပြန်တော့ချုပ်လာပြီးမန်ကွဲတွေကိုဆက်ဆက်ကြည့်တဲ့အခါကျတော့တရခံပေါ်လာမှာပေါ့။ကိုုံးဖွယ်နေတကွာအားလုံးဒီမယုံနိုင်သောမျက်နှာထားမျိုးနဲ့ကြည့်နေလေရာဥဆန်ရှာက ကိုပဲခမရတောင်းရင်တခုပေးခဲ့မယ်မန်ကွဲအစနာတွေကိုဘယ်သူမှမကင်တွေ့စင်းနဲ့နော်ဒီတခုတော့ခမရဆောင်ရလိုက်ပြန်ကောင်းပါပြီကိုစန်းရှာပြီးတော့တခုရှိသေးတယ်မန်ကွဲနေတဲ့ပတင်းပေါက်ကိုတစ်သားနဲ့ပိတ်ရိုက်ထားလိုက်ပြန်နောက်ပြန်တော့ကြုတ်လာကြည့်မယ်ဒီခန်းထဲကပစ္စည်းတွေကိုတခုမှ ရွှေ့လာပြောင်းလာမလုပ်နိုင်ဘူးနော်စိတ်ချပါစေ။ ကျွန်တော်တို့ဒီထွေအိမ်မှထွက်လာကြ၍လမ်းလျှောက်ကြရာကနော်ကြီးခွနိုင်မြင့်ထားတစီတွေ့သည်နှင့်အတူစီးလာကြပြီးနောက်ဘုဒ္ဓယုံအနည်းတို့ရောက်သောအခါ၌ကျွန်တော်မှာဂျုကိုနိုင်ကိစ္စတခုရှိသည်နှင့်မြင့်ထားပေါ်မှာဆင်းနေရ၍ဥဆန်ရှားတယောက်ထဲ broken land သို့ဆက်လက်သွား၏ထိုနေ့ညနေကျွန်တော်ပြန်ရောက်သောအခါကိုုံးဖေနေလေကားညမှာဆုံးမိကြ၍ကိုုံးဖေကဥဆန်ရှားတယ်လီဖုန်းဆက်သောကြောင့်လာရောက်ရခြင်းဖြစ်ကြောင်းပြောသဖြင့်တိုက်ပေါ်သို့အတူတက်သွားကြလေ၏ ဦးစံရှားမှာစီးရန်တပွားပွားနဲ့စဉ်းစားလျက်ရှိရာကျွန်တော်တို့နေရာကိုမြင်သောအခါစီးရန်ကိုချထားလျက်နေရာကျက်လိုက်လေဗျာခင်ဗျားတို့နေရာဘယ်မှာဘယ်စီမှာစုံမိလာကြရလဲလေခိုင်းရင်မှတွေ့ကြရတယ်ပဲဆရာရဲ့ဆရာပြောတဲ့အတိုင်းပရင်းမောက်ကိုပြင်များပိတ်လိုက်ပြီးပြီးကျွန်တော်တို့ဝင်ဖို့အတွက်တော့မခက်ပါဘူးကျွန်တော်စီမံထားပါတယ်ဆရာမာတဲ့အတိုင်းဝင်ပေါက်မှာပလိတ်တယောက်အဆောင်ချလာပါတယ်ဟုတ်ပြီဂုံပဲနောက်ပြီးချုပ်အစီအစဉ်က12နာရီလောက်မှသွားကြဖို့ပဲ။ ဒီထက်စောပြီးသွားဖို့မလိုပေဘူးထင်တယ်ဒီတော့တွင်တရားဟုတ်တယ်မှာညစာစားပြီးတွန်ကွန်းရုပ်ရှင်သွားကြည့်ကြမယ်ပြုစလိုက်ကဂျွန်ဘယ်ရီမိုးတဲ့ဘိုင်စကောမင်းသားရိုးရိုးထက်အိုက်တင်ကောင်းလာတယ်ပြောတယ်ကျွန်တော်တို့ဒီစီနက်လိုဟိုတယ်နိုင်ညစာစား၍အာလန်ဘရာယုံရှစ်နိုင်ဘိုင်စကောကြည့်ပြီးကြပြီးနောက်မြင်းထားတစင်းနဲ့ပက်ကလိန်တို့သွားကြလေအိမ်နဲ့တဖလာအဝေးတွင်မြင်းထားကိုလွတ်လိုက်ပြီးခြေနေလျှောက်လာခဲ့ကြရာ ဝင်းနဂါးပေါက်တွင်အဆောင်ချထားသည့်ပလိတ်နှင့်တွေ့ကြလေ၏အိမ်မှာမိမထွန်းမဲမောင်မဲလျက်ရှိလေသည်လမ်းပေါ်၌ထွန်းထားသည့်ဓမီတပွင့်၏အလင်းရောင်သည် ဝင်းထဲသို့မိမ့်မိန်စွာတိုးဝင်နေခြင်းမှတပါဝင်းထဲ၌၎င်းအင်ဂျင်၌၎င်းအလင်းရောင်လုံးဝမရှိချေကျွန်တော်တို့သည်ဝင်းထဲသို့လာကြစဉ်ကိုအုံးဖေက ရှေ့ဆုံးမှလမ်းညွန်ကပြင်ပြားရိုက်ပိတ်ထားသည့်ပရင်ပေါက်သို့ချင်းကပ်ကြလေ၏ ကုန်းဖေသည်နောက်အောက်ဆုံးပြင်များကိုလွယ်ကူအောင်တမင်စီမံထားသည့်အလျောက်ပလျာနှင့်ကက်လန့်ရွေ ဖွင့်ကာအခန်းထဲသို့တက်ရောက်ခြင်းဝင်ချလေ။ဥဆန်ရှာ၌လက်နေသမီးပါတော်လဲအုံမပြုဘဲကျွန်တော်တို့သည်နှယံကိုလက်ဖြင့်ဆန်းကာဖြင်းညင်းစွာ ရှောက်ချ၍အစနာများတင်ထားသည့်ဇပွဲကလေးအနီး၌ထိုင်ကြလေ။နာယူဝက်ခန့်ကြာသောအခါအခန်းပြင်မှဖြင်းညင်းစွာရှောက်လာသည့်ခြေတံကိုကြားရ၍ အခမ်းအဝါသို့ရောက်လာသောအခါ အခမ်းတကားတော့ကိုဖွင့်တန်ချရသည်ကျွန်တော်တို့သည်အခမ်းပေါင်းမှစပွဲကလေးစီသို့သွားသည့်လမ်းကြောင်းကို ဖွင့်ထား၍နေရန်တွင်ကက်ခါစောင့်နေကြ၏နောက်တခဏ၌ကျွိကျွိကျွိမိသောအတံများချရ၍ဝုံတိုင်းမိသောအတံများလည်းပေါ်ထွက်လာသည် ကျွန်တော်သည်အတံချသောနေရာကိုလက်ဖြင့်ဆန်းချီရာလူသုံးယောက်လုံးထွေးတပ်ပုတ်လျက်ရှိသည်ကိုဆမ်းမိ၏ ထိုခဏ၌အရာဝတ္ထုတစ်ခုကိုခြေထောက်နှင့်တိုက်မိ၍ငုံရီဆန်းလိုက်ရာလက်နှင့်တံမီတစ်လက်ကို တွေ့သည်နှင့်မိခလုတ်ကိုနှိမ့်လိုက်၏ဤတွင်ဦးဆန်ရှားနှင့်ကိုဖိန်တို့သည် လူတစ်ယောက်ကိုကင်ဖန်းလျက်ရှိကြသည်ကို တွေ့ရ၏ထိုသူ၏လက်ထ၌စီးချိတ်သည့်ကြောက်လုံးတစ်ခုရှိရာ ထိုလူသည်ရင်းကြောက်လုံးဖြင့်ဦးဆန်ရှားနှင့်ကိုဖိန်တို့ကို အကြောက်အကန့်ထုနှက်ကကိုလူယုံလျက်ရှိလေ၏ ကျွန်တော်ကမိအောင်ထိုးပြလိုက်တော့အခါ၌မူဥဆန်ရှားတို့လူစုသည် ထိုးလူကိုမိအောင်ဖမ်းနိုင်ချလေသည် ထိုးလူကအချားမဟုတ် ကိုမြင့်ထူးပြီးဖြစ်လေသည်ကိုမြင့်ထူးသည်စပွဲကလေးပေါ်မှာမန်ခွဲအဆာနာများကိုကြောက်လုံးဖြင့်ဖိချေလျက်ရှိစဉ်ဥဆန်ရှားတို့ကလက်ရဖမ်းဆီးလိုက်ခြင်းဖြစ်လေသည်ထိုခဏ၌အိမ်ပေါ်မှလှုပ်လှုပ်ရှားရှားဖြစ်လာ၍တစုံတစ်ယောက်ကတံမီးခလုတ်ကိုဖွင့်လိုက်ရာ မီးရောင်များလင်းလာ၏ ထို့နောက်ကိုဖုံးကျော်မကြီးမင်းနှင့်အစီအကများဆင်းလာကြလေ၏ထို့နောက်အပြင်၌အဆောင်ချထားသည့်ပလိများဝင်လာကြ၍ကိုမြင့်ထူးကိုဖမ်းဆီးချုံနှောင်ကြလေသည် တရားခံကိုဌာနသို့ပို့ပြီးနောက်ကျွန်တော်တို့သုံးဦးသည် broken land ရှိနေအိမ်သို့သွားချပြီးလျင်ဦးဆန်ရှား၏ရှင်းလင်းချက်ကိုကြားနာကြလေသည်ဦးဆန်ရှားကရှေးဥစွာချုပ်မတင်ကြတဲ့အချက်တစ်ချက်ကတော့ အလောင်းနှလောင်းဟာခေါင်းချင်းရှင်လျက်မသေးပဲခြေပြန်ခေါင်းပြန်ဖြစ်နေတဲ့အချက်ပဲဗျ။လင်ကားမယားကိုတက်ပြီးသူ့ကိုယ်သူတက်သေးတယ်ဆိုလို့ရှိရင်ခြေချင်းခေါင်းချင်းဆိုင်ပြီးတင်းနေတာကိုကြီးတွေ့ရတယ်။ကို့မယားကိုတက်တယ်ဆိုတာကဒေါသအလျောက်ကူကြပေးမယ်ကျင်နာတဲ့သဘောကလေးကမကင်းတတ်ဘူးဗျ။ဓာတ်နဲ့ထိုးတက်တယ်ဆိုရင်တချို့များပွေ့ပြီးတော့တက်တက်ကြတယ်။တနက်နဲ့ပြတ်တက်တယ်ဆိုရင်လည်းရှင်လျက်သားတေအောင်စီရင်တက်ကြတယ်။ဒါကြောင့်ကျုပ်က ဥတာလူတတ်ခြင်းမဟုတ်တတ်သူတရရောက်ရှိရမယ်လို့စဉ်းစားမိတယ်။တတ်သူကကိုမြင့်သူဖြစ်တယ်လို့ဘယ်နဲ့သိတယ်လဲခင်ဗျ။ကိုဆန်ရှာရ။အာဒီလိုရရှိတဲ့ကိုသိမ်းမောင်ကသူတို့အိမ်မှာလူ၃ယောက်ရှိတဲ့အ ਨੇ မကြီးမီတော့မဖြစ်နိုင်ဘူးပေါ့။သူ့ကိုဖယ်ထားနိုင်တယ်။အင်သားတွေကတတ်လို့ရှိရင်တော့ကိုဖုံးချော်နဲ့ကိုမြင့်သူပဲဖြစ်ရမယ်ပေါ့။ကိုဖုံးချော်ကတော့စိမ့်လွန်းနေဗျာ။ သူ့တငယ်ချင်းနဲ့အတူအလဲလိုက်လိုက်လာလို့၄၅ရက်အတွင်းမှာအင်းရှင်ဥတာလူကိုတပ်ဖို့ဆိုတာကတော့အတော်ခင်းရင်လေခိုက်ရင်ဖြစ်ကြတယ်လို့လည်းမကြီးမီကမပြောဘူးလူသက်ပြီးပြည့်စုံอยู่ဖို့ဆိုတာကလည်းသူတို့အခြေအနေရအတော်ကြီးခိုင်းရင်လေဒီတော့ကအိမ်သားဆိုရင်ကိုမြင့်ထူပဲဖြစ်ရမှာပေါ့ဗျာတူနဲ့ဦးကြီးပါခင်ဗျာဆွေမျိုးအရင်ချင်းရှိသေးတာပဲကိုစံရှာဆွေမျိုးမို့လို့တာပြီးမတင်ကားစရာဖြစ်တာပေါ့ဗျာ ဥတာလူလင်များတေကုန်ကြရင်တူအရင်းဆိုရဲကိုမြစ်ထူရမယ်မဟုတ်ဘူးလားဒီလောက်နဲ့တော့အပြောလုံလောက်မယ်မထင်ပါဘူးဗျလုံလောက်တယ်လို့ကျုပ်ကမဆိုသေးပါဘူးဗျာဒီ၃ယောက်ထဲကဆိုရင်သူ့ကိုထင်စရာအကောင်းဆုံးလို့ပြောယုံပြောပါသေးတယ်ဒါတော့ဟုတ်ပါတယ်ကိုဆန်ရှာပြီးတော့ကျုပ်ကဂွင်ထောင်ပြီးဖမ်းလိုက်တဲ့တစ်ချက်ကိုခမောက်တွေ့တယ်မဟုတ်လားဘလို့ဂွင်ထောင်လာလဲဗျမန်ကွဲတွေလေးဗျဘလို့လဲဗျမန်ကွဲတွေကိုကျုပ်ကဆက်ဟက်ပြီးကြည့်မယ်လို့ပြောတယ်မဟုတ်လား ဲ့ဒါပါဖြစ်လေနေမရနေရပါသူတို့ဟာသူတို့ပြစ်တတာဟုတ်ချင်းမှဟုတ်မယ်အပြင်ကနေပြီးမန်ကိုပါဖောက်ပြစ်ခဲ့ရင်လည်းဖြစ်နိုင်တယ်ဒါလို့ဆိုရင်မန်မှာအပေါက်ကလေးနှစ်ပေါက်ဖြစ်နေမှာပဲမန်ကွဲတွေကိုဆက်ဆက်ကြည့်ရင်အပေါက်ကလေးနှစ်ပေါက်တွေ့ရမှာပဲလို့ဆိုလိုခြင်းဖြစ်တယ်တကယ်ဆိုတော့အစိမ့်စိမ့်မမချွေမွနေတဲ့မန်ကွဲတွေကိုငိုတိုင်းပြန်ပြီးဆက်ဆက်လို့ဘယ်မှာဖြစ်နိုင်မလဲဗျဒါပေမဲ့လူသက်မှုတရခန့်ဆိုတာမျိုးဟာကြမ်းကြမ်းဖက်ဖက်တွေ့ပြီးကြောက်တတ်တာကိုဗျာ ကျုပ်လိုနာမည်တစ်လုံးနဲ့လူတစ်ယောက်ကလှုပ်ချိမယ်ဆိုရင်ဖြစ်နိုင်တော့မလားလို့လက်ဖြန့်ဂုံတက်တာကိုဗျဒါကြောင့်မန်ကွဲတွေကိုကြောက်ခဲနဲ့တိတ်တိတ်ထူးချေဖို့စူးစမ်းခဲ့တယ်မဟုတ်လားတက်တဲ့အကြောင်းကဘလူလဲဗျကိုစန်ရှာတက်တာကတော့မန်ပြီးတက်တဲ့အကြောင်းကတော့အခုအချိန်ဒီမှာတော့တွေးယူအောင်ပါပဲယုံကြတော့ပေါ်မှာပေါ့ဗျာထွေကကိုစန်ရှာထွေကကိုသိမ်းမောင်ကတွေးပုံကလေးလဲလောက်ပါအောင်ကိုစန်ရှာရ တွေးပုံကတော့တဦးတည်းသောသူရင်တယောက်နဲ့ဦးကြီးတာလူကိုညင်းလာလိုက်တာဦးကြီးကလည်းခံလာခဲ့တယ်ထင်ပါရဲ့တွန်းတော်မခင်တဲ့နဲ့အိမ်အောင်ကြတဲ့ခါကျတော့သူတောင်းနိုင်ဦးကြီးကမပေးနိုင်ဘူးရှိလိမ့်မယ်သူတူညင်းနိုင်ခဏခဏပေးရမလားလို့မခင်တင်စူပါလိုက်မယ်ဒီလိုလူဟော့ရန်ကလေးဆိုတော့ကြံစည်ရာကြံပြီးလှုပ်ချင်ရလှုပ်တော့တာကိုဗျမန်ကွဲတွေထားတဲ့အခန်းတကားကိုဘယ်လိုလုပ်ပြီးဖွင့်ဝင်တယ်လဲဗျဒါတော့တော်တူရှားမှာပေါ့ဗျာ တစ်နှစ်လုံးချင်းရှိတယ်မဟုတ်လားကိုသိမ့်မောင်လည်းအခုပြပြသွားတာကတော့ဆရာကြီးရွှေဦးတောင်ရေးသားထားတဲ့လဲဝန်ဥတာလူနဲ့ဇနီးမခင်တင်တတ်မှုဆိုတဲ့စွန်းနောက်ဥစဉ်ရှားဝတ္ထုတပုတ်ကိုပြပြသွားတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဖပြချင်တာကကုကုကုလေးစားအောင်နေနီဆိုတဲ့စာတို့လေးပါနားဆင်ကြပါခင်ဗျာကုကုကုလေးစားအောင်နေနီတိ့ မင်းကိုမရှာတဲ့လူကိုမရှာပါနဲ့နင့်အကျွေးနဲ့ခင်အောင်နေပါသုံးလိုအပ်တာထက်ပိုမပြောပါနဲ့လေးလူတွေကကိုယ့်ကို မလေးစားတဲ့အခါသူတို့ကို ချက်ချင်းဥပစ်ခါပြုထားလိုက်ပါငါတခြားသူတွေစားတာထက်ပိုမစားပါနဲ့အစားအသောက်ဆင်းခြင်းပါ6တင့်ကိုတင်ရင်းနှီးမြုပ်နေပါ ကိုယ့်ကိုယ်ကို ပြောအောင်ထားပါခုနှစ်အခြားသူတွေအကြောင်းအတင်းဖြင့်ပြောခြင်းကိုရပ်တန့်ပါ၈ စကားမပြောခင်စဉ်းစားပါလူတွေကမင်းကိုဘယ်လောက်တန်ဖိုးထားလဲဆိုတာ80ရာခိုင်နှုန်းကမင်းပါဇက်ကထွက်လာတဲ့စကားလုံးလေးတန်တွေကိုပါကိုအောင်မြင်သူတယောက်ဖြစ်ဖို့တင့်ပန်းနိုင်များနဲ့အလုရှုပ်ပါစီ30အချိန်ကိုလေးစားပါ7လေးစားတန်ဖိုးထားမှုမရှိတဲ့နယ်ပယ်ဆက်ဆံရေးမှာမနေပါနဲ့နေရာပြောင်းရွှေ့လမ်းလျှောက်ပါစနေတင်းကိုတင်ပတ်စံသုံးတက်ဖို့အရင်တင်ယူပါဒါမှလူတွေကမင်းကိုအတုံးပြုတ်ဖို့ တင်ယူလိုက်မယ်73ဂိမ်းစော်နေမဲ့အစားစဖတ်ခြင်းပြီးကိုယ်ရည်ချင်းတွေမြစ်တင်ပါ74လက်ခံသူထဲပို့ပြီးပေးကမ်းသူဖြစ်ပါစေ75မဖိတ်ခေါ်တဲ့နေရာမသွားပါနဲ့ဖိတ်ကြားသောအခါတွင်တင်းဤကြိုဆိုမှုကိုလွန်ကဲစွာမပြုပါနဲ့ဆက်ချောက်လူတွေကိုသူတို့နဲ့ထိုက်တန်တဲ့ပုံစံအတိုင်းသာဆက်ဆံပါစက္ခွန်မိမိသားစုကိုအခြေပေးနေတာကလွဲရင်တခြားသူတွေအတွက်အခြေမပြုံးလိုက်ပါနဲ့ဆက်ရှင် ကိုလှုပ်တဲ့အရာကိုကောင်းကောင်းလှုပ်ပါမင်းဖြစ်ချင်တဲ့ဆန္ဒအကောင်းဆုံးဖြစ်ပါစေအခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်အားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ